Hello အားလုံးပဲမင်္ဂလာပါ United ရှိုးကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United အတွက်တော့တရင်ကောင်းလို့ပဲကျွန်တော်ပြောရမလားပဲ။ Ilio Anderson နဲ့ပတ်သက်လို့ပါ။ဆိုတော့ဒီနေရာမှာ Jacobs Ban ကနေပြီးတော့ report လုပ်ထားတဲ့ Anderson နဲ့ပတ်သက်တဲ့တရင်ရှိတယ်ပေါ့နော်။မပြောရလဲဆိုတော့ Manchester United ကလက်ရှိပြင့်မှတ်ထားနေပါတယ်ဆိုတော့ Quinnix ဆာမှာဖြစ်တဲ့ Ilio Anderson ကတရင်နေတောက်ချောက်ထွက်နေတယ်လို့ပေါင်သန်း100-120ဆိုတာထက်ပေါ့နော်။အများကြီးဈေးပေါပေါနဲ့ခေါ်လို့ရနိုင်မဲ့အခွင့်အရေးမျိုးရှိနေတယ်ပေါ့။ အဓိကအကြောင်းရင်းကတော့နွေရာသီအပြောင်းအရွှေ့ရောက်ပြီဆိုရင်သူ့စာချုပ်ထဲကအချက်လက်တွေအရာပေါ့နော်ဟိုတန်းတရာဆိုတာထက်ပေါ့နော်နဲတဲ့ပမာဏနဲ့ထွက်ခွာခွင်းညာရှိမဲ့ပေါ့နော်ဒီသဘောတူညီချက်တွေပါပါထားတယ်ပေါ့ဒါကြောင့်ပေါ့နော်ဒီအချက်တွေကဒါရှုပ်ထွေးတဲ့အနေထားမှာတော့ရှိနေသေးပဲသို့တော်လည်းပဲတန်းတရာ120ဆိုတာထက်နဲတဲ့တန်ကြီးတွေနဲ့ ထွက်ခွာနိုင်ဖို့ရှိတယ်ပေါ့ဒါက Manchester United တို့ရဲ့အများကြီးတင်းကောင်းမှာပါလို့လေဆိုတော့ Anderson ဟာ United တို့ကတကယ်ကိုဘယ်လိုပြောမလဲကွင်းလေကိုအမှန်ကန်ပြောင်းလဲပေးနိုင်မယ့်ကစားသမားမျိုးလက်ရှိမှာလည်း Premier League ရဲ့အကောင်းဆုံး midfielder တွေထဲမှာပါနေတယ်ဆိုတော့ဒီကစားသမားရဲ့ quality ဟာမေးခွန်းထုတ်เสียမလိုတော့အောင်ကြီးကိုကောင်းနေတယ်ဒီနေရာမှာမကိုတင်းရဲ့ဘက်ကခေါ်မယ်လဲကျွန်တော်ကြံရောအတိုင်ပတ်နေတယ်ဆိုပေမဲ့လို့ပေါ့နော်သူတို့အသင်းကိုယ်တိုင်ကဘယ်လိုပြောမလဲတန်းစင်းစုံဒီပိုင်းမှာတိုင်ပတ်နေတယ်ဆိုပေမဲ့ပေါ့နော် တန်ကြီးတွေကကျွန်တော်မြင်လာတော့တာဗောနော်အထူးသဖြင့်ကစားမကအသက်က23ပဲရှိသေးတာရဲ့ဟို2029ခုနှစ်ထိဒီ forest နဲ့စာချုပ်တန်တန်းတွေဘာတွေရှိတယ်ဆိုတော့ forest ဘက်ကသူတို့အနေနဲ့မဖြစ်မနေဆိုတဲ့ပုံစံမျိုးလက်လွတ်စရာအကြောင်းကမရှိဘူးဒီကစားမကိုဆက်ပြီးတော့ထိန်းထားလို့ရတဲ့အခြေအနေမျိုးတွေသူ့မှာရှိတယ်ဗောနော်ကစားမရဲ့ဘက်ကလည်းမဖြစ်မနေပြောင်းကျင်နေဆိုတဲ့ပုံစံမျိုးလက်ရှိပြထားတာမျိုးမဟုတ်ဘဲနဲ့ကဘာဖလားကဘာဖလားမှာအင်္ဂလန်နဲ့နောက်ထပ်ဟိုဘာလဲဟိုကဘာဖလားပွဲတွေအတွက်လိုက်ပါခွင့်ရရေးပဲအာယုံဆိုင်နေတယ်ဆိုတော့ အိုမန်ပွဲကစားခွင့်ရနေတယ်သူခြိစွမ်းနေတယ်ပြသခွင့်ရနေတယ်ဆိုတဲ့အသင်းမှာပဲသူကဆက်ပြီးတော့နေကျင်တာအဲ့တော့ Northern Forest ဘက်ကမဖြစ်မနေဆိုလိုမျိုးလက်လွတ်စရာကျွန်တော်မဟုတ်ဘူးဖြစ်နေတယ်ဒါမှမဟုတ်ဒါဟာ DR ဒီထိပဲဆိုတော့ United တို့ကကျွန်တော်တို့ကဖြစ်နိုင်နေမြပါဘောနော်တက်နိုင်နေမြတော့ဒါကွင်းလေကိုအဖြေရှာဖို့ဆိုရင်ကျွန်တော်ဇန်နဝါရီပြောင်းချွေမှနေကျွန်တော်ကလုံမှရမှာ။ဘာလို့လဲဆိုတော့ဇန်နဝါရီပြောင်းချွေမှတကယ်အားနေတဲ့နေရာတွေကိုအမှန်ကန်အားပြနိုင်နေဆိုမှကျွန်တော်ဒီယာဒီမှာပေါ့နော်အချင်းကြီးကောင်းလာပြီးတော့ Champions League ဝင်ခွင့်ညှို့လင်းလို့ကျွန်တော်ရမှာပေါ့နော်။ တချို့ကစားမတွေကိုကျွန်တော်တို့ကຫນွေကြမခွန်တယ်မှာဆိုပြီးတော့ຫນွေထိစောင့်နေလို့ကျွန်တော်မရဘူး။ဒါပါတော့အခုဆိုလို့ရှိရင်ကျွန်တော်အန်ဒါဆန်ကိုကျွန်တော်လူကျင်တယ်။ဇန်နဝါရီမှာအန်ဒါဆန်ရောက်လာရင်အသင်းရဲ့ဘက်ကကွင်းလယ်ကချက်ချင်းဆိုလို့ကျွန်တော်ကအဆင်ပြေလာနိုင်မယ့်အနေအထားတွေအများကြီးရှိတယ်။ဒါမှမဟုတ်ကစားမကဟိုຫນွေရာဒီကြမပဲပြောင်းကျင်တာရဲ့ပြီးရင်အတူအသင်းဘက်ကလည်းຫນွေရာဒီကြမလက်လွတ်ချင်တာရဲ့ຫນွေကြလို့ရှိရင်ကျွန်တော်နေတယ်ဘောနော်တန်ကြီးရလည်းရော့နိုင်နေရေဆိုတော့ ကျွန်တော်တို့အနေနဲ့ okay ငါတို့ဇန်နဝါရီမှာဘယ်သူမှမခေါ်တော့ဘူး။နွေရာသီမှာပဲ NSN ကိုကြောင်းခေါ်ဖို့ကြိုးပမ်းတော့မယ်ဆိုပြီးတော့ကျွန်တော်ပြင်ဆင်လာရင်တေချာတယ်ကျွန်တော်တို့ရဲ့ကွင်းလေ crisis ကြီးကဒီတရာဒီလုံးကျွန်တော်ခံသွားအောင်ပါ။အဲကြလို့ရှိရင် Champions League ဝင်ခွင့်နေပါလေ။လွဲကောင်းလဲလွဲသွားအောင်ပါပြောမရဘူး။အဲ့တော့ United ရဲ့ကွင်းလေပြည်တနာကဘယ်လိုနီးနေပဲဖြစ်ဖြစ်ဇန်နဝါရီမှာတင်ကျွန်တော်ကအဖြေရှာဖို့လိုတယ်။ဒါပါတော့ဇန်နဝါရီမှာ Euro ကစားမတယောက်ကိုကျွန်တော်အစားထိုးခေါ်လိုက်တာမျိုးပေါ့။ ကော်နာကလေးကားကိုကျွန်တော်ခေါ်ပြီးတော့ဗောနော်အပီတဲ့ဝယ်ယူဝင်ကျွန်တော်မထည့်တာမျိုးတွေပေါ့ဒါမျိုးတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် United မှာ option တွေရှိပါတယ်ဆိုတော့ပြီးခဲ့တဲ့နေ့ဒီကကျွန်တော်ဗောနော် Anderson နဲ့ပတ်သက်ပြီးတော့တန်းတရာကုန်ကြမယ်တန်းတရာ20ကုန်ကြမယ်ဆိုတဲ့သတင်းတွေကျွန်တော်တောက်ချောက်ထွက်ထားတာကိုအဲ့တော့အသင်းဘက်ကလည်းဒီကနေ့တွေးကြည့်ရရင်အဲ့လောက်ထိပေးရမယ်ဗျပေးရမယ်ဆိုတာကအခုလက်ရှိဖောင်းပွားနေတဲ့ပြောင်းရွှေ့ကြီးတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လူကစားမမျိုးကိုရဖို့ကကျွန်တော်မလွယ်ဘူးကိုတော့မလွယ်ဘူးကိုအဲ့တော့အသင်းအနေနဲ့ ဒါဒီကစားမားနဲ့ပတ်သက်ပြီးတော့တန်းယာကြည့်ပေးရမယ်ဆိုလဲပေးပေါ့ဒါမျိုးတွေကျွန်တော်ဖြစ်နေကြတာဆိုတော့အခုတော့တကယ်ကောင်းတဲ့ချက်ကတန်120ထက်နည်းတဲ့ပမာဏနဲ့ခေါ်ခွင့်ရမယ်ဆိုတော့ဒါအများကြီးကောင်းတဲ့ချက်ပါဆိုတော့ကျွန်တော်တို့မသိတဲ့နောက်ဆက်တွဲအရှုပ်ထွေးတွေတော့ကျွန်တော်ရှီကောင်းရှီအောင်ပါဗောလေဆိုတော့တန်း100ထက်နည်းတဲ့စီတဲ့ခေါ်ခွင့်ရမယ်ဆိုရင်မဆိုးဘူးကြည့်ရတာကစားမားဖြစ်သူရဲ့ဘက်ကစာချုပ်ထဲမှာသဘောတူညီသူသဘောတူညီချက်တည်းရဲ့အနေနဲ့ Northern Forest နဲ့ ဒါထည့်ထားတာလေးဖြစ်ကောင်းဖြစ်မှာပေါ့ okay ဒီတင်းဒီတင်းငါခေါ်မယ်ဆိုလို့ရှိရင်ငါတော့ဒီလောက်နေပြောင်းကျင်နေပေါ့ကျွန်တော်တို့ဘင်ဂျမင်ရှက်စကူလို့ပေါ့ဗျာဘင်ဂျမင်ရှက်စကူကနော်သူ့ရဲ့စာချုပ်ထဲမှာသူ special club လို့ပေါ့နော်သူသဘောထားတဲ့အတင်းတချို့ရှိတယ်အဲ့ဒီအတင်းကြီးကတော့ခေါ်ခွင့်ခေါ်လာမယ်ဆိုရင်ဒီလောက်ဒီလောက်နေငါကိုပြောင်းခွင့်ပေးနော်အဲ့ဒီထက်မဟုတ်တဲ့တခြားအတင်းကြီးဆိုလို့ရှိရင်တော့မင်းတို့စိတ်ကြိုက်နဲ့ကျွန်တော်တို့ဒါရောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် Anderson ရဲ့ဘက်ကလည်းအဲ့လိုဖြစ်ကောင်းဖြစ်မှာပေါ့နော် ຫນွေຢາດີປ້ອງຊື່ມາສະດຸຊິນເນາະງາກະງາກູຕັ້ນດຽາပြည်တယ်မလားမပြည့်တဲ့ဇီးနဲ့ပြောင်းရွှေ့ခွင့်ပေးရမယ်ပေါ့ဇန်နဝါရီမှာသလို့ရှင်တော့မီနူကြိုက်တဲ့ဇီးနဲ့ရောက်ပါညာတို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့ဗျာဆိုတော့ United အတွက်ဒီပုံစံတာဒီတည်င်းတာအမှန်ပေါ့နော် Jacobs ပြောသူလိုသားကျွန်တော်တို့ဒါမှန်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ຫນွေထိထက်ပြီးတော့စောင့်နေမယ်လို့ကျွန်တော်ထင်တယ်အဲတခုတော့ရှိတယ်ကျွန်တော်တို့ຫນွေထိစောင့်နိုင်မှာလားပေါ့နော်ဇန်နဝါရီမှာတန်းရာချီပေးရမယ်ဟိုနောက်ထပ်3-4လလောက်စောင့်လိုက်တာ ਨੇ ပေါ့နော် ်တို့အနေနဲ့ဒါတန်40လောက်ယော့သွားမယ်တန်30လောက်ယော့သွားမယ်ဆိုရင်တော့စောင့်ကောင်းစောင့်နေမယ်ဒါပေမဲ့လို့တည်ကြတာတကူကခုနကပြောသူပဲကျွန်တော်ရဲ့ပြည်တနာတွေဟာနွေရာသီပြောင်းရွှေ့သည့်စောင့်နိုင်မှာလားပေါ့ဒါမှမဟုတ်ယာယီ option တခုအနေနဲ့ကျွန်တော်အရင်ဖြည့်ရှင်းမှုကျူးမန်ထားရင်ပြီးမှຫນွေကျက်မှာပဲ Anderson ကိုအရခွန်မလားပေါ့ဒါကိုပဲကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲ Anderson ကိုတော့ຫນွေရာသီပြောင်းရွှေ့မှာထားပါတော့တန်း90လောက်နဲ့ရနိုင်မယ်ဆိုရင် ဇန်နဝါရီမှာကျွန်တော်ကြုံလာနိုင်တဲ့အသင်းရဲ့ကွင်းလည်ပြဿနာအခုလက်ရှိကြုံနေရတဲ့ပြဿနာတွေကိုတရားစီရင်အနေထားနဲ့အသင်းဘက်ကဘယ်လိုဖြေရှင်းမယ်လို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်